ားရရှိနောက်ဆိုကျွန်တော်တို့ပြောတဲ့စကားတွေအားစားကျွန်တော်တို့ကအကြောင်းစစ်မှာတွားရိုက်ကြတယ်ပြီးတော့တကယ်အကြောင်းသားကြီးဈားထဲမှာကျွန်တော်ရိုက်ကြတယ်ကျိုးစင်းလေးဆိုရင်အဲ့လိုမျိုးလေးကြတော့လေတကယ်အပြင်ကအကြောင်းသားအကြောင်းပတ်ဝန်းကျင်ရဲ့ခံစားမှုရတာပေါ့လေကျွန်တော်တို့ကအမြဲတမ်းကိုယ့်ကိုယ်ကိုအမြဲတမ်း challenge လုပ်နေတာပေါ့လေဒါလည်းလုံနိုင်တယ်လို့ငါအာ အဲတကယ် acting နဲ့ dramatic ဖြစ်တဲ့ဟာမျိုးလည်းလုပ်နိုင်ရမှာပေါ့ကိုကိုကိုအမြဲတမ်းအဲ့လိုစိန်ခေါ်နေရတဲ့ဟိုခံစားမှုရှိနေတယ်ဆိုတော့ကျွန်တော်ကဘယ်အရာဝမှအားတာရဲဆိုတာမျိုးတော့မရှိပါဘူးကိုညမလေးနဲ့ပထမဆုံးရိုက်တဲ့ series ပေါ့လေသူနဲ့မစုံတာကဟိုဆယ်နှစ်ကျော်လောက်ရှိပြီဆိုတော့ပြန်စုံရတယ်ပေါ့နောက်ဆုံးစုံခဲ့တာလည်းအဲ့လို trailer horror စကားပါပဲဟို ဟိုလူသားများကို6လမ်းစေတကောင်လူရှိသည်ဆိုတော့ကောလို့ရှင်ပေါ့ပြီးတော့ဒါပြန်ဆုံးတယ်ပေါ့ပြီးတော့ show like နဲ့ show like နဲ့ဒါပထမဆုံး series ပေါ့ဟုတ်အဓိကအကြောင်းနှစ်ချက်ပဲရှိပါတယ်တစ်ချက်ကတော့ဟိုညိုကြီးနဲ့ပြန်ပြီးတော့အဲ့လိုလူပညာဖန်တီးမှုမှာပူပေါင်းကျင်တာလေးတစ်ချက်ပေါ့နော်မစုံလာကြတော့စုံကျင်တာတစ်ချက်ရဲ့နောက်တစ်ချက်ကအဲ့လိုဒီအဲဒီ horror series လေးကိုလည်းဒါသူ့ရဲ့ universe မှာကိုလည်းဘာတောင်းတနေရပါဝင်ပြီးကျင်တဲ့စိတ်လေးနဲ့ နောက်ပြီးတော့ application ကလည်း show like ဆိုတော့ညီလေးမင်းသားမောင်မောင်တို့လည်းဝင်ပြီးတော့ကိုက support လုပ်ခြင်းနဲ့စိတ်နဲ့ပါကြည့်ပါဦးညက်ပတ်ပြီးတော့ရှင်တထောင်ထောင်နဲ့လူရောင်ညာလည်းမကြည့်ဘူးကြည့်ကြပါဦးရှင်ဒါကတော့ဈေးတဲ့မလေးပါအဲ့တော့ဒါကတော့ तू ကဟိုသဘောတရားကဟိုဘက်နဲ့ချိတ်ဆက်မှုတွေရှိတယ်ဆိုပေမဲ့လေကျွန်တော်ကလည်းဒီအကြောင်းမှလည်းဒါပုံမှန်ရှိနေတဲ့အကြောင်းဆက်တယောက်ဟုတ်ပဲနဲ့အပြင်ကနေပြီး volunteer အနေနဲ့ရောက်လာတဲ့အကြောင်းဆက်ပုံစံမျိုးအဲကျွန်တော် ကဏ္ဍရှိနေတယ်ဆိုတော့ဒီတိုင်းမှာကျွန်တော်ဝင်ပူးပေါင်းလိုက်တဲ့သဘောပါပဲငကူအပိုင်းနေပြီးတော့ကျွန်တော်ချိန်ဆမှုမရှိဘူးပေါ့လေအဲ့တွေ့တော့ကျွန်တော်တို့ကចောင်းစစ်မှာတွားရကြတယ်ပြီးတော့တကယ်ចောင်းသားကြီးဂျားထဲမှာကျွန်တော်ရိုက်ကြတယ်ကျိုးစင်းလေးဆိုရင်အဲ့လိုမျိုးလေးကြတော့လဲအာဘယ်လိုခေါ်မလဲအာတကယ်အပြင်ကចောင်းသားကျောင်းပတ်ဝန်းကျင်ရဲ့ခန်းစားမှုရတာပေါ့လေစတင်မဟုတ်တော့ပေါ့နော်အဲ့လိုလေးတော့ရတာပေါ့ ဘုရားနာမတော်များပါရှင်ရှင်တမီးချောင်းကိုရင်ချောက်ပါဆရာနေရနေမှာနားရရှင်နောက်ဆိုကျွန်တော်တို့ပြောတဲ့စကားတွေဟာဆရာအဓိကတော့ဒီကျွန်တော်တို့ပြောရတဲ့ script ဇာညွန် dialogue တွေအကုန်လုံးကလည်းတို့ပြင်ဆင်ပြီးမှပဲတေချာလေးကျွန်တော်တို့ကိုဒါပြောဖို့ ဟိုစာရွက်ပေါ်ရောက်လာတော့ဗောလေအဲ့တော့လေအားလုံးစစ်ပြီးပါအဓိက၄ဦး၄သိန်းနဲ့အဲဟိုလေအနည်းအမြန်လေးရတော့ကွာတော့ဗောလေဝမ်းသာဝဲဆိုတာဒါကျွန်တော်တို့ကလူငယ်တွေနဲ့ဒါကျွန်တော်တို့ဒီ senior နဲ့ junior အများနဲ့အလိုပဲတွဲပြီးသွားကြဒီ junior လေးတွေလည်းတချင်က senior အနေနဲ့သူတို့ထပ်ပြီးတော့ဒါ carry on လောက်အောင်ပါပါပဲအဲ့တော့လေကျွန်တော်တို့အားလုံးကဒီလိုပဲအစဉ်ဆက်ကြီးသွားကြအောင်ပါပါအဓိကတော့ကျွန်တော်ကိုညိုမျိုးကြီးနဲ့ပေါ်ပြန်ဆုံခြင်းနဲ့အလုပ်လုပ်ခြင်းနဲ့ ခဲ့တာကြီးအများကြီးရှိတယ်ဆိုတော့အဲအဲ့ဒီအတွက်လည်းကျွန်တော်တို့ကဟိုပေါ့နော်ဒီအဲ့ဒီရဲ့ vibe လေးကိုလည်းကျွန်တော်ပြန်လုပ်ချင်တာပေါ့အဲ့ဒါကြောင့်လည်းလုပ်ဖြစ်တာပါပါတယ်။ဒီနေ့ကျင်းမင်းကြတော့တကယ်ကိုရင်းကိုရီတို့မျိုးအဲ့လိုမျိုးကျင်းမင်းရှိရတာကျွန်တော်ဗီဒီယိုလောကပေါ့နော်စကားရေးစာရိုက်တဲ့ကပထမဆုံး director တွေထဲမှာညိုကြီးပါတယ်ပေါ့လေကျွန်တော်စာရိုက်ခဲ့ရတာ director distribution တို့ပါတယ်ကျော်စောလင်းတို့ပါတယ်ဝင်းထွန်းထွန်းတို့ပါတယ်ဆရာဦးမြင့်မင်းတို့ပါတယ်ဒါကကိုညိုမင်းလင်းတို့ပါတယ် ချိန်တုန်းကကိုမျိုးနဲ့အခုချိန်မှာပြောင်းလဲသွားတဲ့ကိုမျိုးဘလို့ကိုမျိုးလေးပြောင်းလဲသွားတာကိုတွေ့ရတယ်။ပြောင်းပါအောင်လူပညာသမားဖန်တီးကျင်တဲ့စိတ်ကတော့ဘယ်တော့မှအိုမသွားဘူးအဲ့ဒါကတော့ကျွန်တော်ဒါလူပညာသမားတိုင်းရဲ့အဲစိတ်ဆိုတာတော့ကျွန်တော်လက်ခံပါတယ်သူလည်းအတိုင်းပါပဲကျွန်တော်တို့ဒီ physical ဘိုင်းရအသက်တွေကြီးသွားပြီမဲ့သူတို့ရဲ့စိတ်တွေကလူပညာဖန်တီးမှုကတော့အမြဲတမ်းစမ်းသပ်ပြီးတော့လက်ဆက်နေတာဆဲပါပဲ ရရရတာနေဘယ်လိုမျိုးဟောရာရရတာကြတော့ကိုဘယ်လိုဟာမျိုးကိုပြီးတော့စိတ်ရတတ်တယ်မျိုးကိုအများကြီးအဲ့လိုတော့မရှိပါဘူးခင်ဗျာကျွန်တော်တို့ကဖန်တီးနေကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအမြဲတမ်းကိုယ့်ကိုယ်ကိုအမြဲတမ်း challenge လုပ်နေတာပေါ့လေအသားလည်းလုံနိုင်တယ်လို့ကအာအဲတကယ် acting နဲ့ dramatic ဖြစ်တဲ့ဟာမျိုးလည်းလုံနိုင်ရမှာပေါ့ကိုယ့်ကိုယ်ကိုအမြဲတမ်းအဲ့လိုစိန်ခေါ်နေရတဲ့ဟိုခံစားမှုရှိနေတဲ့သူကြတော့ကျွန်တော်ကဘယ်အရာကိုမှအားတာရဲဆိုတာမျိုးတော့မရှိပါဘူးအကုန်လုံးက character တိုင်းကကျွန်တော်ကျွန်တော်တို့အတွက်တော့အမြဲတမ်းစိတ်ကောင်းမှုတွေရှိနေတာပါဗျာ။ဟိုကြာတော့လက်ရှိတာပြည်ပြည်လှုပ်ရှားမှုတွေဘယ်လိုမျိုးတွေလက်ခံထားတာရောရှိလဲပြောပြပါဦး။အာကျွန်တော်ခေါင်းကြီး season 2ရိုက်ဖို့ prepare လုပ်နေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ထား6ဆိုတဲ့ဒါ horror series လေးကိုကျွန်တော်တို့ show like application ကနေပြီးတော့ကျွန်တော်ဒီ October 10ရက်နေ့ပေါ့နော်ကျွန်တော်တို့အားလုံးတကဘာလုံးဆို Halloween Day ပေါ့ဒီလိုဒီအိမ်များနေ့မှာကျွန်တော်စတင်ပြီးတော့ထုတ်လွှင့်มาဖြစ်တဲ့အတွက်ကြောင့်ဒါ အားလုံးအဲ့ဒီခံစားမှုလေးနဲ့ advice လေးနဲ့ဒီစကားလေးကိုပုတ်ကုတ်ဖုန်းတွေထဲမှာချိုးလိုက် app လေးကိုတောင်းပြီးတော့ကြည့်ရှုပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ